မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံဝိုင်းမော်ပြည်သူ့စစ်ဒုစစ်ခေါင်းဆောင်ဦးအောင်ခံကိုပြစ်ခတ်တပ်ဖြတ်သူပြည်သူ့စစ်ခေါင်းဆောင်ဦးနော်လီကိုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူမဘခဘိုးချုပ် အောင်စော်ထွေးကလေရင်စည်းကွက်ပြုတ်လိုက်တဲ့အတွက်ထွက်ပြေးလွမြောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ8ရက်နေ့ညနေ4နာရီအချိန်မှာဝိုင်းပေါ်မြို့နယ်အခြေစိုက်စီကောင်စီလက်အောက်ခံလောဝရန်ငွေတုပြည်သူ့စစ်ဒုတိယခေါင်းဆောင်ဦးအောင်ခံကိုပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌဖြစ်သူဦးနော်လီကစကားများရန်ဖြစ်ရာကနေပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့အဲ့ဒီပြစ်ခတ်တပ်ဖြတ်မှုဟာကြိုတင်ကြံစည်မှုဖြစ်တယ်လို့သိရပါတယ်ပြစ်ခတ်တပ်ဖြတ်မှုမဖြစ်ပွားခင် ဥက္ကဋ္ဌဟောင်းဦးနော်လီကအစည်းအဝေးပြုလုပ်ရန်ဝိုင်းမော်မှာရှိတဲ့ပြည်သူ့စစ်ရုံးအစည်းအဝေးခန်းမကိုတပ်ဖွဲ့ဝင်အယောက်30ခန်းနဲ့ရောက်ရှိလာတယ်လို့သိရပါဗျ။အဲ့ဒီနောက်ပြည်သူ့စစ်ဒုစစ်ခေါင်းဆောင်ဦးအောင်ကန်ရဲ့အဖွဲ့ကိုလက်နက်မပါဘဲအစည်းအဝေးခန်းမတဲကိုဝင်ခိုင်းခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီနောက်စကားများရန်ဖြစ်ကဦးအောင်ကန်ကိုဦးနော်လီကပြစ်ခတ်ခဲ့တယ်လို့သိရပါဗျ။၎င်းပြစ်ခတ်မှုကြောင့်ဦးအောင်ကန်တေဆုံသွားပြီးဦးနော်လီမှာတော့ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။အခုလိုမျိုးလောက်ကျန်တပ်ဖြတ်မှုဖြစ်စဉ်ဟာဥက္ကဋ္ဌဦးနော်လီကဒုဥက္ကဋ္ဌ ဦးအောင်ခံကိုပြစ်ခတ်တပ်ဖြတ်ဖို့အတွက်ကြိုတင်စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဇော်လိုက်လ15ရက်နေ့မှာဦးနော်လီကမြေကြီးနားလေစိတ်ကနေလေရင်နဲ့အလွယ်တကူထွက်ပြေးသွားခဲ့တယ်လို့သိရပါဗျ။ဝိုင်းမော်အခြေစားလဝါရန်ဂွေတုပြည်သူစစ်ဌာနတပ်ဖွဲ့ဝင်ဗိုလ်မှူးချုပ်ညွန့်စိန်ကဝိုင်းမော်မြို့နယ်ရဲစခန်းကိုခရိုင်ရဲမှုအဖွဲ့နဲ့အတူမြေကြီးနားလေရင်ဝင်းကိုတွားရောက်ပြီးတော့ဥက္ကဋ္ဌဦးနော်လီကိုတားဆီးခဲ့တော်လဲမြောက်ပိုင်းတိုင်းတိုင်းမှု ဗိုလ်ချုပ်အောင်စောထွေးကလေရင်စည်းခွင့်ပြုထားကြောင်းဥက္ကဋ္ဌဦးနော်လီကပြောဆိုကလေရင်စည်းနေပြီးတော့ထွက်ပြေးခွင့်ရရှိသွားတယ်လို့သိရပါတယ်။ပြည်သူ့စစ်ခေါင်းဆောင်ဥက္ကဋ္ဌဦးနော်လီမှာတရုတ်လူမျိုးအဆက်ဖြစ်ပြီးတော့မြေကြီးနာမခေါ်ရန်ရွာနဲ့မြေကြီးနာမြို့ပေါ်မှာကြားဖြန့်လောင်းကစားမျိုးစုံမူရစေဝါနဲ့လက်နက်အယောင်းဝယ်များကိုလောက်ကင်ကစစ်ဘက်ရဲဘက်အရာရှိကြီးများနဲ့ဆက်သွယ်လိုင်းချေပေးရန်ကားခဲ့သူဖြစ်ကြောင်းမင်းအောင်လိုင်ထံကိုဝိုင်းမော်ခြေဆိုင်လဝါရန်ဂွေတုပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်ဗိုလ်မှူးချုပ်ညွန့်စိန်ကတိုင်ကြားထားတယ်လို့သိရပါတယ် ်မင်းအွန်လိုင်းထံကိုတိုင်ကြားစာကိုဇူလိုင်လ22ရက်နေ့မှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံပထုံထာနီမှာမြန်မာနိုင်ငံသားတအူးကိုထိုင်းနိုင်ငံသားကရိုက်နှက်ခဲ့ပြီးတော့ လူလိန်ဟုရေးသားပြီးလူမှုကွန်ရက်မှာဗီဒီယိုဖျောက်ဝေခဲ့တဲ့အမှုတော်သက်ဆိုင်ရာရဲစခန်းမှာအမှုဖွင့်ထားပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသားကိုထိုင်းနိုင်ငံသားကလူလိန်ဆိုပြီးတော့ရိုက်နှက်ခဲ့တဲ့ဖြစ်စဉ်ဟာအခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်ရိုက်နှက်ခံရသူဟာအသက်24နှစ်အရွယ်ကိုသားညီဆိုသူဖြစ်ပြီးတော့သူ့ရဲ့သားဖြစ်သူနေမကောင်းတဲ့အတွက်ဆေးထွက်ဝဲတဲ့အချိန်ပထမဌာနီဆေးရုံနားမှာဆိုင်ကယ်ဘိန်းပေါက်သွားခဲ့တယ်လို့သိရပါဗျ။အနီးနားမှာရှိတဲ့ဆိုင်ကယ်ပြင်ဆိုင်မှာဘိန်းဖာခဲ့ပြီးတဲ့နောက်ပြင်ဆင်က ကားအဖြစ်နဲ့ထိုင်းဘတ်ငွေ900ရာနဲ့1000တန်းကိုပေးချေခဲ့ကြောင်းပြောဆိုထားပါတယ်။ဒါပေမဲ့ဆိုင်ရှင်ကအကျွေးလဲစရာမရှိတဲ့အတွက်အကျွေးလဲပင်းဆိုတဲ့အတွက်ကြောင့်မြမဖြစ်သူထမအကျွေးသွားယူရန်ထွက်ခွာလာခဲ့တယ်လို့သိရပါတယ်။ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်ကအကျွေးသွားလဲတဲ့ကိုသားညီရဲ့နောက်ကိုလိုက်လာပြီးတော့ဆိုင်ကယ်ပြင်ကမပေးဘဲထွက်ပြေးတယ်ဆိုပြီးထိုးချိန်ပြီးတော့ပါလာတဲ့နောက်တဦးကဗီဒီယိုရယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တလာပိုင်းကလေးကဒီလိုရိုက်ခံရတာကိုရဲစခန်းမှာတိုင်ခဲ့တာရဲကတထောင်ယူလိုက်ပြီးတော့ဘာမှလည်းလိုက်မလုပ်ပေးဘူး။ အခုကိုရဲမင်းတို့ကရိုက်ခံရတဲ့သူရဲ့တထင်းနဲ့ပေါင်းပြီးဒီဖြစ်စဉ်အတွက်အမှုဖွင့်ထားပါတယ်အမှုမှန်ပေါ်တဲ့အထိလုံပါပါအကျွေးသွားလဲတာကိုငွေ150အတွက်နဲ့လိုက်ပြီးတော့ထိုးချိတ်ခဲ့တာဖြစ်စဉ်ကတလပိုင်းကလေးကအဲ့ဒီဟာကိုအခုမှရိုက်တဲ့ဘက်ကအခုအချိန်မှထတင်လိုက်တာမသိရင်ခမာကိုပဲရိုက်တရအောင်နဲ့ထလှုပ်တာထကြွေတာပေါ့အမှုမှန်ပေါ်တဲ့အထိလှုပ်သွားမှာပါလို့ AAC ကိုရဲမင်းကရှင်းပြထားပါတယ်ထိုးချိတ်ခံရတဲ့ကိုသားညီကမိမိရဲ့ဇနီးနဲ့နှလုံးရောဂါအခန့်ရှိတဲ့တလာသားအွယ်ကလေးကို ထိခိုက်ရန်ရှာမှာဆိုးတဲ့အတွက်ကြောင့်ရဲစခန်းကအေးယူခြင်းမရှိတာကိုတိတ်တဆိတ်နေခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ယခုကကျူးလွန်ခဲ့တဲ့ထိုင်းအမျိုးသားဘက်ကအခုလိုမျိုးနှိပ်စက်နေတဲ့ဗီဒီယိုဖိုင်ကို Facebook ပေါ်မှာလူလိန်ဟုရေးသားကတင်လာတဲ့အတွက်ကိုရဲမင်း ACC ဦးဆောင်တဲ့ MHAC မဟာမိတ်အဖွဲ့ထံမှအကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြန်မြို့နယ်တရက်ကံပြူစောထီရွာမှာအကြမ်းဖက်စစ်ခွေးတပ်ကမိုင်းဝင်းကိုဖျက်ခိုင်းပြီးတော့ရိတ်ခါရှာခိုင်းတဲ့ပြည်သူ၅ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ26ရက်နေ့နဲ့18ရက်နေ့တွေမှာတရက်ကံပြူစောထီရွာကပြည်သူ၅ဦးကိုအကြမ်းဖက်စစ်ခွေးတွေကမိုင်းဝင်းကိုဖျက်ခိုင်းပြီးတော့ရိတ်ခါရှာခိုင်းတဲ့ပြည်သူ၅ဦးကို တော်လိုင်းတပ်ဖွဲ့များကကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်တော်လိုင်းတပ်ဖွဲ့ဝင်များကယ်ထုတ်နိုင်ခဲ့တဲ့ပြည်သူ၅ဦးထဲမှာစေကျော်တက်အွေကလေးငယ်၂ဦးပါဝင်ပြီးတော့အသက်60ကျော်အွေဒေါ်ငိမ့်အသက်58နှစ်အွေဒေါ်အေးနဲ့အသက်30ကျော်အွေကိုစန်းလင်းတို့ဖြစ်တယ်လို့သိရပါဗါတယ် စစ်ခွဲပြူခွဲတွေက အပြင်ထွက်ပြီးတော့ရိတ်ခါရှာခိုင်းတာကိုကျွန်တော်တို့ကယ်တင်နိုင်ခဲ့တာပြည်သူ၅ဦးကအနေထိုင်ဆင်းရဲပါတယ်မိုင်းခွင်းတွေကြားထဲကနေခက်ခက်ခဲခဲကယ်ထုတ်နိုင်ခဲ့တာပါစစ်ခွဲတွေကမိုင်းခွင်းကိုဖြတ်ပြီးတော့ရိတ်ခါရှာခိုင်းတာပါကျွန်တော်တို့ကယ်ထုတ်ထားသူတအုပ်ကကျမ်းမာရေးအခြေအနေမကောင်းလို့စေကူတာပေးနေရပါတယ်အကုန်လုံးကိုတော့လွတ်မြောက်ရအောင်ပို့ဆောင်ထားပြီးပါပြီပြူစောတိရွာအတွင်းထဲက ပြည်သူတွေနဲ့စိတ်ခွဲပြူခွဲတွေလဲကျွန်တော်တို့စီမှာအလင်းဝင်လာဖို့ကိုစောင့်နေပါတယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့ကရဲဘော်စောကြီးကပြောပြထားပါတယ်။တရက်ကန်ပြူစောကြီးရွာကထပ်မံလာရောက်ပြီးတော့ခုံလုံကြမဲ့ပြည်သူများကိုလည်းအန္တရာယ်ကင်းစွာခေါ်ထုတ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မြန်မာပါကဖအဖွဲ့ဝင်များဖြစ်တဲ့ TYK ပြောက်ကြားတပ်ဖွဲ့ဒေါမန်အဖွဲ့တက်ခွဲတရဲတက်ခွဲလေးစကြဒေတာကာကွယ်အဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့ကဖိတ်ခေါ်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောင်ပင်ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်စစ်ပေးရှောင်ပြည်သူတအူးတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ26ရက်နေ့နေ့လယ်12နာရီခန့်ကစတင်ပြီးတော့နောင်ပင်ရွာကိုနောင်ချုံမြို့နယ်အတွင်းရောက်ရှိလာတဲ့အကြမ်းဖက်စစ်ခွေးများကလက်နက်ကြီးများနဲ့ရှစ်ကြိမ်ထက်မနည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ခွေးတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများဟာနောင်ပင်ရွာအတွင်းကြက်ရောက်ပောက်ကွဲခဲ့ခြင်းကြောင့်နောင်ချိုမြို့ကစစ်ဘေးတိမ်းရှောင်လာတဲ့အသက်26နှစ်အရွယ်ငားရောင်းတဲ့အမျိုးသားတဦးတေဆုံးခဲ့ပြီးတော့ပြည်သူ၄ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကမွန်လွယ်ပိုင်းကနောင်ပင်ရွာထဲကိုလက်နက်ကြီး၈လုံးလောက်ကျတာနောင်ချိုမြို့ကစစ်ဘေးရှောင်လာတဲ့ပြည်သူ၅ဦးလက်နက်ကြီးကြီးစားထိမှန်တဲ့ပြည်သူတဦးကတော့ဦးခေါင်းကိုထိမှန်တာခေါင်းပြတ်ပြီးတော့ပွဲချင်းပြီးတေဆုံးသွားပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။ ်အခုလိုမျိုးပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မနေ့ကညနေပိုင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ SSPB တို့တွဲဆုံဆွေးနွေးခဲ့ပြီးတော့ ထမှန်ပြစ်ခတ်တိုက်ခိုက်မှုမပြုတ်လျော်ရန်သဘောကျညီမှုရရှိခဲ့ကြောင်းဒေတာရင်းစီရေးသတင်းအမြစ်ကပြောပြထားပါတယ်။မနေ့ကညနေပိုင်းမှာ SSPB နဲ့စစ်ကောင်စီကကောင်တွေညှိနှိုင်းတိုင်ပင်ပြီးနောင်ပိန်ကိုထပ်ပြီးမတိုက်ခိုက်ဖို့သဘောတူညီမှုရသွားတယ်လို့သိရတယ်။ဘလို့တိုင်ပင်ပြီးသဘောတူလိုက်လဲဆိုတာမသိပေမဲ့ပြစ်ခတ်တိုက်ခိုက်တာတွေထပ်မလုပ်တော့ဘူးလို့စစ်ကောင်စီဘက်ကအာမခံတယ်ဆိုတာကတော့သိရတယ်လို့ဒေတာရင်းတော်လိုင်းရေးသတင်းအမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကတာမျိုးနယ်မှာစစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်ပြည်သူတအုပ်တေဆုံးပြီးစုတောင်းပြေဖျားစီဒီပျက်စီးကဗုဒ္ဓဆင်းသူတော်ခေါင်းပြတ်ထွက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ26ရက်နေ့မနက်09:00ကျော်အချိန်ကစတင်ပြီးတော့စစ်တပ်ကလေရင်များနဲ့ကတာမျိုးနယ်အထက်ပိုင်းကျေးရွာများဖြစ်တဲ့မိုးတာကျေးရွာ၊မြင်းနုကျေးရွာအပါအဝင် AR မြေကမ်းပေးကျေးရွာများကို ဘုံကျဲချခဲ့တယ်လို့သိရပါတယ်။လေချောင်းတက်ခတ်မှုများဇက်တိုက်အချိန်ရင်းများစွာလှုပ်ဆောင်ခဲ့တဲ့အတွက်ပြည်သူတအုပ်သေးဆုံးကနှစ်ဦးအပြင်းထန်ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။မနေ့ကမနက်ပိုင်းမှာစစ်သည်မော်တွေတက်လာတော့မြင်းလူရွာမိုးတာရွာနဲ့ကတအထက်ပိုင်းက AOR မြေကမ်းဘေးကကြေးရွာတွေကိုလေရင်နေနဲ့ဘုံတွေကျဲသွားတာအချိန်ရင်းများပါတယ်။တောက်လျှောက်ကိုကျဲတာမြင်းလူရွာကတအုပ်သေးတယ်နှစ်ဦးကလည်းအချိန်နေမကောင်းတော့ဘူးလို့မြင်းလူကျေးရွာကပြည်သူတို့ကရှင်းပြထားပါတယ်။ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာစူတောင်းပြည့်ဖျားဇေဒီဟာလဲဘုံကျဲခံရတဲ့အတွက်ဇေဒီပြက်စီးသွားတယ်လို့သိရပါဗျ။ဗုဒ္ဓဆင်းလူတော်များဟာခေါင်းများပြတ်ထွက်ပြီးတော့ပြက်စီးသွားတယ်လို့သိရပါဗျ။စစ်သည်မောမလာခင်ရောဖြတ်တန်းနေတဲ့အချိန်မှာလေရင်နေနဲ့အချိန်25ချိန်လောက်ရှိမယ်။ဘုံတွေကျဲသွားတာဝဲပြီးတော့လဲဘုံတွေကျဲသွားသေးတယ်။ အခုတော့နောက်ထပ်စစ်သည်မော်တွေရှိတယ်ဆိုတော့သတင်းတွေလည်းကြားရတော့ပြည်သူတွေကရွာထဲကိုလည်းပြန်မဝင်နိုင်ဘူးမြေကမ်းနဲ့အဝေးဆုံးကိုပြေးနေကြရတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ထောက်ပို့စစ်သည်မော်များဟာမန္တလေးမြို့စိတ်ကမ်းကနေဇွန်လလလေပိုင်းကစတင်ထွက်ခွာလာခဲ့ပြီးတော့အဲ့ဒီစစ်သည်မော်အုပ်စုများဟာဗမော်မြို့ကိုဥတီထွက်ခွာနေတယ်လို့တော်လိုင်းတပ်များရဲ့ပြောဆိုချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာခရိုင်ဝမ်ရွဲမြို့နယ်မှာစစ်တပ်ကလူငယ်တွေကိုဆင့်ဖို့ထမ်းဖို့ရွာတွေထဲအထိလိုက်လံဖမ်းဆီးနေပြီးတော့လူငယ်အယောက်30ကျော်ဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ26ရက်နေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းကမိထီလာလေတပ်ကစစ်ကောင်စီတပ်တွေဟာကားတွေနဲ့ပတ်ပြီးတော့ဝမ်ရွဲမြို့နယ်အနောက်ပိုင်းကရွာတွေကလူငယ်တွေကိုဆင့်ဖို့ထမ်းဖို့လိုက်လံဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲဒီလိုလိုက်လံဖမ်းဆီးခဲ့မှုကြောင့်ရွှေတွင်း20ရွာက9ဦး စိန်ပန်းမြင်ရွာက6ဦးခံမဲရွာက2ဦးចောင်းကုန်းရွာက2ဦးအိုမတွေ့ရွာက4ဦးတဖန်းရွာက2ဦးနဲ့ပန်းကြံရွာက3ဦးစစ်မှုထမ်းမှုဖမ်းဆီးခံလိုက်ရကြောင်းမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice of Wonder အဖွဲ့ကပြောပြထားပါတယ်။ဒါအပြင်မိထီလာပင်တလဲလမ်းတလျှောက်မှာတွေ့သမျှလူငယ်တွေကိုဖမ်းဆီးတင်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ရွာတွေတဲ့အထိကိုပတ်ပြီးတော့ဆွဲသွားတာလမ်းပေါ်တွာလာနေတဲ့သူတွေကိုတွေ့သမျှအကုန်ဆွဲချသွားတာလို့ Voice of Wonder အဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်။ ်ပြီးခဲ့တဲ့ဇူလိုင်လ25ရက်နေ့ညနေ9နာရီခန့်ကလည်းဝမ်ဝဲမြို့နယ်မင်းကုန်းရွာကအမျိုးသား2ဦးဆယ်ရွာကအမျိုးသား9ဦးကိုစစ်တပ်ကရွာတွေထဲအထိလာရောက်ပြီးတော့ဖမ်းဆီးသွားတယ်လို့အဲ့ဒီအဖွဲ့ကပြောဆိုထားပါတယ်။ဖမ်းဆီးသွားတဲ့လူငယ်တွေကိုမိထီလာမြို့ပေါ်ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။စစ်တပ်ကဖမ်းဆီးနေတဲ့လူငယ်လူရွယ်တွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။လဲသွားလောက်တာတောင်မှမနဲ့အစောကြီးသွားညဆိုမှောင်မှပြန်လာကြရတာလို့ဝမ်ဝဲဒေသခံတအုပ်ကပြောပါတယ်။ ်အထမစစ်မှုထမ်းခံရတဲ့လူငယ်တွေကလည်းကာကွယ်ရေးအဖွဲ့ရေးစီကိုအလင်းဝင်လာနေရှိနေပြီးတော့ဇော်လိုက်လပထမလဝက်အတွင်းမှာတင်ကာကွယ်ရေးအဖွဲ့ရေးစီကိုအလင်းဝင်လာသူစစ်သား26ဦးရှိတယ်လို့အလင်းဝင်လို့သူတွေကိုချိတ်ဆက်ဆက်သွဲကူညီပေးနေတယ်ပြည်သူ့ပန်းနိုင်အဖွဲ့ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်26ကိုစတင်မှုစူးစမ်းနေပြီးတော့မန္တလေးမြို့ပေါ်မှာတင်လူငယ်တွေအများအပြားစစ်မှုထမ်းဖို့မဲနိုင်နေကြရကအထမဖမ်းဆီးမှုတွေလည်းရှိနေတယ်လို့သိရပါတယ် အာနာသိအချမ်းဖတ်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်သားစုဆောင်ခံရတဲ့တပ်သားတစ်တွေအနေနဲ့အခွင့်သာတဲ့အချိန်တိုင်းမှာတော်လိုင်းအင်အားစုတွေကိုဆက်သွယ်ပြီးတော့ပြည်သူရင်းဝင်ကိုအမြန်ဆုံးကူးပြောင်းခိုလုံကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆန်းတဲ့စိုးကြီးရဲ့လက်အောက်ကနေလေအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ